ပင်လယ်နန်းဤလှုပ်ဝှက်ချက်များသမုတ်တရာရဲ့အနက်ဆုံးထဲမှာတဘာဝရဲ့အံ့ဩစရာစွန့်စားခန်းများစွာရှိရဆိုတာသိသိပါသလားပင်လယ်နဲ့ဆိုတာကတော့ကဘာချိုရဲ့အကြီးမားဆုံးနဲ့အလုံးဝဆုံးသောနေမီပဲဖြစ်ပါတယ်။အဲ့ဒီနေရာက နေရောင်ခြည်လုံးဝမကျရောက်ပဲအယိုးတော်ခြေမှသွားနိုင်တဲ့အေယာမပိအားရှိပြီးအလွန်အေးခဲတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ပထမတစ်ခုကတော့ Jaya Squipper ဒီငါးကြီးဟာ12မီတာထိရှိလျားပြီးသမုတ်တရာအတွင်မှောင်မိုက်တဲ့နေရာတွေမှာသာရှိနေတတ်ပါတယ်။လူတွေမမြင်ရသေးတဲ့မစ္စရီတစ်ခုပါ နောက်တစ်ခုကတော့ angler fish ပါဒီငါးဟာခေါင်းပေါ်မှာမီးအလေးတိုင်ကဲ့သို့သောအရာနဲ့သားကောင်တွေကိုဖျားယောင်ဖို့နဲ့အချင်းချင်းဆက်သွယ်ဖို့အတွက်ဒီအလင်းကိုအသုံးပြုကြပါတယ် Deep Sea Coral and Bioluminescent Creature ရင်းရက်ထဲကတန်တာတွေနဲ့ဇီဝတ္တဝါတွေကလည်းအံ့ဩစရာပါပဲ။ညရဲ့မှောင်မိုက်ထဲမှာဗီဒီယိုတွားရရင်တော့အလှအပကိုကောင်းစွာမြင်ရနိုင်ပါတယ်။နောက်တစ်ခုကတော့ Goblin Shark ပါ အလွန်ရှည်ကြတဲ့ငမန်းတစ်မျိုးဖြစ်ပြီးရေမီတာတရာအောက်မှာနေထိုင်ပါတယ်။သူ့ရဲ့ရှည်လျားတဲ့နှာတန်းနဲ့အသွေးအပြေတွေကလည်းအလွန်ထူးဆန်းနေပါတယ်။ပင်လယ်နက်ဆိုတာကတော့သမုတ်တရားရဲ့အထူးဆန်းဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးနေရာဖြစ်ပြီးတဘာဝရဲ့အလုံးဝဆုံးအရာတစ်ခုပဲဖြစ်ပါတယ်။